ီဒီယိုလေးကတော့ကျောင်းဆယ်ကမူကျူချောင်းပြူချမှုမှာဆရာမကကလေးတွေကိုကာကွယ်ရှင်းကနေပြီးတော့မှာပေါ့နော်သူကိုယ်တိုင်လည်းအသက်ဆုံးရှုံးလိုက်ရတာပါအဲ့တော့ဒီဆရာမရဲ့အဖေပေါ့နော်ဒီပပကိုတော့သွားပြီးတော့ပေါ့နော်သူသူတို့ကခရစ်စတန်ဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုခရစ်စတန်ဘာသာတွေရဲ့ထုံးစံအတိုင်းဘယ်လိုမျိုးတရားနဲ့ဖြေရလဲပေါ့နော်ပြီးသွားလို့ရှိရင်ဆရာမကပုံမှန်ဆိုလို့ရှိရင်သူ့ဘာသူတယောက်တည်းဆိုရင်တော့လွတ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကလေးတွေကိုကာကွယ်ရင်းနဲ့ ယ်အသက်ပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘလောက်ထိအောင်ဟောပေါ့နော်မွန်မြက်လဲပေါ့သူ့ရဲ့တေဆုံးမှုကဘလောက်ထိမွန်မြက်လဲဆိုတာကိုဒီဆရာမရဲ့ဖခင်ပေါ့နော်ဒီပပကပြောပြထားတာပါအားလုံးကိုဖွင့်ပြပေးချင်ပါတယ်အားလုံးမင်္ဂလာပါဒီဆရာကတော့အဲဆရာဘရမိုင်လုခေါ်ဖြစ်တယ်ကျောက်ဆေကဆရာဖြစ်တယ်ဓမ္မမှုတော်ဆောင်ဆရာတယောက်ဖြစ်ပါတယ်ဘုရားတခင်ရဲ့နိုင်ငံ တော့ကျေပြန့်ဖို့အတွက်တတော့တနေရကနေပျောက်ဆုံးဝိညာဉ်တွေကိုဝင်တာထားပြီးမှဒီနေ့တကယ်ပဲအမှုတော်မြတ်ထဲမှာအချိန်ပြည့်စက္ကန့်နေတဲ့ဆရာတစ်ပါးဖြစ်တယ်အခုဒီမြန်မာနိုင်ငံရဲ့ငလင်ဘေးမှာဆရာရဲ့တမီဆရာမဘောက်လူဘောက်လူကေတီလူဆန်ဆရာမကေတီလူဆန်ရဲ့အဖေလေးဖြစ်ပါတယ် အင်မတန်တက်သည့်ရှိတယ်ကျမတို့မြန်မာတနိုင်ငံလုံးအဲဂုံယူရတယ်လေးစားရတယ်ကျမတို့ဂျင်တွင်းငယ်တွေအတွက်သက်စွန့်ရတဲ့ဆရာမတယောက်ရဲ့ဖခင်ဖြစ်တယ်ဆရာဒီသမီးလေးနဲ့ပတ်သက်ပြီးဆရာတခုခုလောက်လေးပြောပြလို့ရမလားဆရာဖခင်ကြီးတော့ချီးမွမ်းပါတယ်ဒီနေ့သမီးကတော့အတိတ်ပဲရှိဆိုတာနဲ့အဖဖခင်ရဲ့ရင်ဝင်ကိုပြန်သွားတယ်ပေါ့နော် ဒီသမီးကဖယောင်းအရန်ချစ်တယ်မိဘကလည်းယူသေးတယ်အတင်းတော်မှလည်းအားကိုးရတယ်ဆန်စစ်ကူပိုင်းမှာလည်းအားကိုးရတဲ့သမီးကြီးဖြစ်ပါတယ်ကလေးသူငယ်တွေကိုဝန်တာထားပြီးတော့တကယ်ပဲဖယောင်းရဲ့မြစ်တံနဲ့ပညာသင်ပေးနေတဲ့ဆရာမတဦးလည်းဖြစ်ပါတယ်လို့နော်ဒီသမီးကတော့ကလေး300ရဲ့အသက်ကိုကယ်ရင်းနဲ့ပေါ့နော်သူက ပြိသွားတယ်ပေါ့တိုက်ပြိသွားတယ်တိုက်ပြိပြီးတော့ကေဇေးတမားနဲ့တွေ့တဲ့အခါမှာကေဇေးတမားဥက္ကဋ္ဌမေးတယ်ရှမ်းမအောက်ဆီဂျင်လိုလားဆိုမလိုဘူးတဲ့ကျမရဲ့ရင်ဝင်တဲ့ကလေး၃ယောက်ကိုအရင်ထုတ်ပေးပါတဲ့ဆရာကေဇေးတမားရလည်းအောက်ဆီဂျင်မလိုဘူးလဲပြောတယ်ပေါ့အဲ့ဆိုရင်အချင်းကြီးကောင်းနေဆိုကလေး၃ကိုဆွဲထုတ်ပြတယ်ပေါ့ ကလေးသုံးယောက်ကိုတော့ထုတ်ပြီးတဲ့ခါမှာကျွန်တော်သမီးကိုသွားကြည့်တဲ့ခါမှာသမီးကစကမီးမရတော့ဘူးတဲ့အဲ့ဒါတော့လက်လက်တွေ့ကဲဆယ်ခဲ့တဲ့ဥက္ကဋ္ဌသူကိုယ်တိုင်လည်း post မှာတင်ထားတာရှိပါတယ်ဆိုတော့ဒါကိုကြည့်ခြင်းအပြင်ဘုရားသခင်ကကျွန်တော်တို့လည်းစကားပြောတယ်ကျမ်းစာကခရစ်တော်ဒီသူတစ်ပါးကိုစေစားခြင်းကဤလောကသို့ကြွလာသည်မဟုတ်သူတစ်ပါးရဲ့အစီကိုခံခြင်းကား ဤလောကကိုကြွလာတယ်ဆိုတော့နှုတ်ကပတ်တော်အတိုင်းပဲဒီသမီးဟာဖခင်ရဲ့မြစ်တံနဲ့တပါးသူအတွက်အစီခံမကပဲအသေးပါခံရတဲ့တတိကိုပြသွားနိုင်တယ်ဒီအတွက်သမီးဟာလည်းခရစ်တော်ရဲ့စိတ်သဘောထားသူ့မှာပြည့်ရှိတယ်ဆိုတော့ကျွန်တော်နားလျရတဲ့ခါမှာကျွန်တော်ကိုယ်တိုင်လည်းကျေနပ်မိပါတယ်ဒီကလေးတွေအသက်ရှင်ခဲ့တဲ့ကလေးတွေသူ့ကိုလာပြီးကာရဝပြုတဲ့ခါမှာ ူတို့ရဲ့မိသားစုကိုကြည်ပြီးတော့ကိုပျော်ပေးပါတယ်တမီးသေးရတာတန်တယ်ဒီမိသားစုလေးတွေပျော်နေရတာအဖေမြင်ရတာကျေနပ်တယ်အဲ့တော့တမီးရဲ့စိတ်နဲ့စိတ်ထားမျိုးအဖေလည်းတမီးကိုမိအောင်လိုက်မယ်ဆိုရဲစိတ်ဆုံးဖြတ်ချက်မျိုးလည်းဖြစ်လာတာပေါ့နော်အဒီတမီးအဖြစ်လည်းဖျားခင်လမ်းဖွင့်လာတဲ့အခါမှာပရဟိတကားတွေ လူတွေဆိုတော့မြင်လာတဲ့ခါမှာပရိဟိတကထောင်ဖို့လေဒီမဖြစ်ခင်ကကျော်စီစဉ်ခဲ့တာပေါ့နော်ခေါင်းစဉ်ရွေးနေတယ်ပထမတော့ဆရာတူတူတို့နဲ့ပဲမေတ္တာရှင်အစီခံနဲ့ပဲလက်တွဲရမလားစဉ်းစားကြတယ်တိုင်ပင်ကြတယ်ကိုယ့်ဘကိုတည်ထောင်မယ်ဆိုရင်လည်းအသိန်းခေါင်းစဉ်လူတွေအဲ့တော့ခေါင်းစဉ်ရွေးတဲ့ခါမှာဒီသမီးအဖြစ်မယ်အခုခေါ်တော်ဘုရင်ခံတဲ့သမီးလူဆန်း ကျောက်ဆယ်မြို့မှာတော့တချက်လူးလူးဆိုရင်တော့လူတိုင်းသိပါတယ်နော်တမျိုးလုံးကလည်းတချက်လူးလူးတချက်လူးလူးနဲ့ပါစပ်ပြားမချပါဘူးနော်ဒီသမီးအဖြစ်ရလိုက်တဲ့ခေါင်းစဉ်ကတော့လူသားတွေလူသားဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ပရဟိတထောင်ဖို့လဲရှိပါတယ်ဒါကြောင့်မို့ဒီသမီးဘုရားခင်ခေါ်သွားတာဟာအကြောင်းမဲတော့မဟုတ်ပါဘူးတနိုင်ငံလုံးတကဘာလုံးကပါသူ့ကိုစိတ်ဝင်စားနဲ့ ကုန်ပြကြတယ်မှတ်တမ်းတင်တယ်ဒါကိုကိုကိုချိမြောက်တာလည်းမဟုတ်ဘူးသူတပတ်ချိမြောက်တဲ့အရာဖြစ်တယ်သူ့ရဲ့သူ့ကိုတွင်တင်ပေးတဲ့လရင်ဆရာမတော်မှသူ့ကိုသူ့ရဲ့ကောင်တဲ့ဆရာထက်တော်တဲ့သူ့ရဲ့ကောင်တပတ်မှလေးသွားနေတော့ဆိုရဲကပြားလေးတွေဆရာမချူချူရေးတင်ထားတာလေးတွေရှိပါတယ်အားလုံးရဲ့ကုန်ပြမှတ်တမ်းလာတဲ့ဆရာဘယ်လိုလဲကြော်ကြော်သူဘယ်လိုလဲ ဆိုင်ရဲ့ဆိုင်ရဲ့ရဲကျော်သူကလည်းမတန်းတင်ကွန်ပျူတယ်ကွန်ပျူတယ်မဟုတ်ပဲအလူငယ်အဖြစ်လဲဆိုင်ရဲ့ကျော်သူကလည်းသူကိုယ်တိုင်မလာနိုင်ပေမဲ့တောင်းမှန်ပါလေကိုယ်တိုင်လာပြီးကွန်ပျူချင်ပေမဲ့သူကအလုရှုပ်နေလေကဲစဲလုပ်ငန်းနဲ့မလာရောက်နိုင်ဘူးသူဖုံးဆက်ပြီးတော့တောင်းမှန်တယ်အလူငယ်အဖြစ်လဲမေတ္တာပြနေပါဝင်တယ်ပေါ့ဒါတွေကိုကြည့်တဲ့အခါမှာလောက်ယူလို့ရတာတခုမှမရှိပါနဲ့ဒီသမီးအဖြစ်ဒီလိုပဲ ခံစားရတာဒီပေါ့နော်အခုရှင်မမိုင်ရာဆိုရင်ကျွန်တော်ရှိလာမယ်လို့ပြောတာမလာနိုင်ခဲ့ဘူးအခုလို့ဖြည့်တော့သမီးတော်ဂျေဇုတရားမလို့ပဲသမီးမဖြစ်လာချင်းမလာဖြစ်အောင်မှာဟာသမီးဖြစ်သွားတော့အခုဒီကိုရောက်လာတာအမတန်မှဝမ်းမြောက်ကိုယူပါတယ်လို့ဒီသမီးနဲ့ပတ်သက်ပြီးတော့ဖခင်ရဲ့ဘုံ ကြီးပါတယ်ဖခင်နာမကိုချီးမြှောက်ရ ဖြစ်ပါတယ်ဒီသမီးကတန်တယ်သူဖြစ်ရတာတန်တယ် အားလုံးကခရစ်တော်ရဲ့မြစ်တာကိုလည်းမြင်သွားတယ်ပေါ့အာတချံလူလူရဲ့စိတ်သဘောထားတချံလူလူရဲ့စိတ်နဲ့စိတ်ထားမရှိဘူးအရန်ရှားတယ်ကောင်းတဲ့သတင်းတွေပဲကြားတဲ့အခါမှာကျေနပ်တယ်သူ့မိခင်ကြီးကလည်းအမြင်နဲ့သူ့ကိုဆုတောင်းပေးတယ်တမီးဖခင်မမင်းနဲ့နော်ဖခင်နဲ့သွားနော်မိခင်နဲ့တွတ်တွတ်တုံသင်ဆုံးမှပြီးတော့မိဘစကောက်လည်းနားထောင်တယ်တမီးဖြစ်တယ်မိသားစုကလည်းကာကွယ်ပဲပေးတတ်တဲ့စိတ်သဘောထားတွေလည်းရှိတယ် အခုမိသားစုတင်ကာကွယ်တာမဟုတ်ဘဲနဲ့သူ့ရဲ့တပည့်သားသမီးတွေပါသူအသက်ဆုံးပြီးကာကွယ်ပေးသွားတဲ့သမီးဖြစ်ပါတယ်လို့ဒါကြောင့်မလို့အတီသူတို့သမီးမျိုးကိုဖျားခင်ကျွန်တော်ပေးခဲ့တဲ့တကြောင်ကျွန်တော်ဖျားရလေခြေစူးတင်နေဖျားရုံသိမ်းသွားတဲ့ခါမှာတော့မခံစားနိုင်ပေမဲ့ဖျားရဲ့ပြုမဲ့အကြံစီတွေကိုမြင်လာတဲ့ခါမှာအလိုတော်ကိုဝန်ခံနိုင်တယ်စိတ်ထဲမှာတော့နှမျောနေသောညာလဲ 培养表妹也来，我学生老妹也来，我经人闲空你要练的比较多，在心里话嘞，老的老板表大姐嘛嘞，要钱变高几百块钱。这俺技术挺好的，技术。